ဟိုးရှိရှိတုန်းကကုသဝတီနေပြီးတော်ကြီးမှာဥက္ကဂရမင်းကြီးနဲ့မိဖုရားကြီးသီလဝတီတို့ထိနှံဆိုးဆင်နေရှိပါတယ်။မင်းကြီးမှာမိဖုရားကြီးအပြင်မောင်မမိတ်ဆက်များစွာရှိပေမဲ့ဘယ်မိဖုရားမောင်မကမှဒါသမီးထုံးစားခြင်းမရှိကြပါဘူးတဲ့။မင်းကြီးနဲ့မိဖုရားကြီးဟာထီးမွေနှမ်းမွေဆက်ခံမှုဒါသမီးမထုံးစားရကြောင်းစိတ်နှလုံးမသာမရဖြစ်နေကြပါတော့တယ်။ မင်းကြီးနဲ့မိဖုရားကြီးတို့အဖြစ်ကိုမြင်တွေ့ရတဲ့တရားမင်းကလာပညာတညာမှာမိဖုရားကြီးဆက်တော်ခေါ်ရနန်းဆောင်သို့ဆင်းသက်လာပြီးတော့မိဖုရားကြီးရဲ့ချက်ကိုသုံးသပ်ပြီးတကိုးနဲ့ပဋိသေရီတည်စီတဲ့ကာရာကိုရွတ်ပတ်လိုက်တဲ့ခဏမှာပဲနှစ်သက်စီနေတဲ့နသာတစ်ပါးဟာသီလဝတီမိဖုရားကြီးရဲ့ဝန်ကြားတိုင်းမှာတည်တည်တည်ခဲ့ပါတယ်။နောက်ဆယ်လာကြတဲ့အခါသီလဝတီမိဖုရားကြီးဟာသားတော်လေးတစ်ပါးဖွားမြင်ခဲ့ပါတယ်။ မင်းသားလေးကိုကုသမင်းသားလေးလို့အမည်မဲခေါ်ကြတယ်။မင်းကြီးနဲ့မိဖုရားကြီးဟာရာတော့ရခဲမွေးပွားလာတဲ့တဦးရီသောသားတော်လေးကိုအလွန်ချစ်မြတ်လို့ရပါတယ်။ကုသမင်းသားလေးဟာပညာဉာဏ်နဲ့ပြည့်စုံသူဖြစ်ပြီးဘုန်းကံကြီးမှတော့လေရုပ်စင်းအင်္ဂါအားဖြင့်တော့မတင်တယ်လာသူဖြစ်ပါတယ်။ကုသမင်းသားလေးအရွယ်ရောက်လာတဲ့အခါမင်းယောက်ျားတို့တက်အပ်တဲ့ဓာခုတ်လန်တို့မြားပြည့်ပညာရဲ့တွင်မှာသူမတူအောင်ထူးချွန်ထမြက်တဲ့သူဖြစ်လာပါတယ်။ ဥက္ကဂရမင်းကြီးလည်းဒါတော့ကုသမင်းသားကိုထီးနန်းရရလွှဲအပ်ပေးလိုတဲ့အတွက်တင့်တော်ရမင်းသမီးတစ်ပါးကိုသင်ရတော်ပြည့်ရွှေချင်ရင်ဒါတော့တိုက်တွန်းပါတယ်။ဒါပေမဲ့ကုသမင်းသားဟာသင်ရဘက်ရွှေချင်ရင်မလိုလားပဲအချိန်ချိန်ညှင်းဆန်လျက်ရှိပါတယ်။ဘရင်ကြီးနဲ့မိဖုရားကြီးလည်းအထက်ထက်တိုက်တွန်းတာကြောင့်မင်းသားလေးကနောက်ဆုံးအငင်းဆန်တာတော့ပဲဥပေတမြင်တော့ပြီး လောကမှာမရှိနိုင်လောက်တဲ့အလွန်လှပပြီးချိုးစားပြပြတဲ့ရွှေစင်ရုပ်တုတစ်ခုကိုကိုယ်တိုင်သုံးလုပ်ပါတော့တယ်အလွန်လှပတဲ့ရွှေမင်းသမီးအယုတ်အားမင်းကြီးနဲ့မိဖုရားကြီးတို့အားဆက်သားပြီးခမဲတော်မေတော်တို့ဖျားဤရုပ်တုနဲ့ထပ်တူလှပတဲ့မင်းသမီးနဲ့သာဒါတော့လက်ထပ်လိုပါသည်လို့ပြောထားပါတယ်ဘီယင်ကြီးနဲ့မိဖုရားကြီးလည်းဝမ်းသာသွားပြီးမူမတ်တို့ကိုဆင့်ခေါ်ကရွှေစင်ရုပ်တုနဲ့တူသောမင်းသမီးငယ်အား အတိုင်းတိုင်းပြည်ပြည်နိုင်လက်ပတ်ရှာပွေစေရမည်လို့စေခိုင်းလိုက်ပါတော့တယ်။ဦးမတ်တို့လည်းအတိုင်းတိုင်းပြည်ပြည်လက်လက်ရှာပွေတဲ့အခါမက်ဒရစ်တိုင်းသို့ရောက်ရှိလာပါတယ်။လက်ရင်ပေါ်မှာတင်လာတဲ့ရွှေစင်ရုပ်တုကိုမြင်တဲ့မက်ဒရစ်တိုင်းသူပြည်သားတွေဟာလက်ဝဲရနှုတ်ဆက်ကြပြီးတော့အယူသေးပြီးနေကြတာကိုတွေ့တော့ဦးမတ်တွေလည်းအားအသင့်ပြီးမိမဲဆုံးဆန်းကြပါတယ်။အဲဒီတော့မှဦးမတ်တွေဟာတိုင်းသူပြည်သားတွေကရွှေစင်ရုပ်တုကို မဒရင်းမင်းကြီးရဲ့သမီးတော်ပပဝတီလို့တင်မှတ်မှာပြီအယူစီပေးနေကြမှန်းသိရပါတော့တယ်မူမတ်တွေလည်းသူတို့ရှာဖွေနေတဲ့မင်းသမီးလေးကိုတွေ့ပြီးဖြစ်တဲ့အတွက်ဝမ်းသာသွားကြပြီမင်းကြီးရဲ့နန်းတော်ရဲ့ခါသာဝင်ကရွှေစင်ရုပ်တုကိုဆက်သပြီးဥက္ကဂရေပြည့်ရှင်ရဲ့သားတော်ကုသမင်းသားကရွှေစင်ရုပ်တုနဲ့အစင်တရံတူများသောသမီးတော်ပပဝတီအားတင်ညာပန်းပြည့်လက်ဆက်လိုပါကြောင်းရှောက်တင်ကြပါတယ်မဒရင်းမင်းကြီးလည်းသမီးတော်ရဲ့ရုပ်သွင်လား ထင်မှန်မှရအောင်ထူးဆင်းနိုင်တဲ့မင်းသားဘုံကံကြီးမှသူဖျက်ရပေမည်လို့ယုံကြည်ကသမီးတော်ကိုအစာရောင်ခမ်းနားများချီးမင်းကမူမတ်တင်နဲ့သူထည့်ပေးလိုက်ပါတယ်ပပဝရီမင်းသမီးလေးအောက်ကဂရေတိုင်းပြည်ကိုရောက်တဲ့အခါအလွန်လှပတဲ့မင်းသမီးလေးကိုတွေ့ရတဲ့သီလာဝရီမိဖုရားကြီးကဒါရောကုသမင်းသားရဲ့မတင်တဲ့တဲ့ရုပ်ရည်ကိုမင်းသမီးလေးတွေ့ကြရင်မင်္ဂလာဆောင်နှင်းဖို့ညှင်းဆန်မှာကိုစိုးရင်သွားခဲ့ပါတယ် ဒါကြောင့်မိဖုရားကြီးကမင်းသမီးလေးကိုခေါ်ယူပြီးတိုင်းပြည်ရဲ့ထုံနှန်းစင်လာရမိန်းသားနဲ့မင်းသမီးတို့ဟာမျက်နှာများကိုဘဝနဲ့အုပ်ထားရမှာဖြစ်ပြီးနေ့ခါမှာတွေ့ဆုံခြင်းမပြုရပဲညခါမှသာတွေ့ဆုံကြရမည်။ဒါဟုသမီးဟုတွန်းကားတဲ့အချိန်ကျမှသာလွတ်လွတ်လပ်လပ်တွေ့ဆုံကြရမည်လို့မိန့်ကြပါရယ်။ကုသမင်းသားနဲ့ဘပ္ပဝရီမင်းသမီးတို့ကိုမိဖုရားကြီးရဲ့အစီအမံအတိုင်းထိမ်းမြှင့်လိုက်ဆောင်ရင်းကြပြီးတဲ့နောက်ဘိသိက်သွန်လောင်းကအတိုင်းပြည်ကိုအနှင်လိုက်ပါရယ်။ ကုသမင်းနဲ့မိဖုရားတို့ဟာဒီနဲ့တက်ပြီးရင်တော့မေရောရဲ့စီကံအတိုင်းနေ့ခါမှမတွေ့ဆုံကြရပဲညခါမှသာတွေ့ဆုံကြပါတယ်။ဘဘဝရီမင်းသမီးဟာရှေးကုသိုလ်ကြောင့်ခုနှစ်ဆောင်တိုက်ခိုက်မိမထုံမဲ့လင်းနဲ့ကိုရောင်ကိုဝါရှိပေမဲ့ကုသမင်းဆက်ရဆောင်ကိုဝင်ရောက်လာတဲ့အခါကုသမင်းရဲ့ဖုံးကန်ကြောင့်ကိုရောင်ဆင်းမေးမိန်ကကုသမင်းရဲ့ရုပ်ဆင်းရင်းကိုမမြင်ရပဲရှိပါတယ်။ကုသမင်းနဲ့ဘဘဝရီတို့ဟာဟိုးယခင်ဒိဗဝါက မကြီးနဲ့မတ်တော်ဆက်ခဲ့ဘူးပါတယ်အတိတ်ဘဝကပပဝရီ ဖြစ်လာမယ်အမျိုးသမီးလေးဟာသူ့အမျိုးသားနဲ့အတူကုသမင်းဖြစ်လာမယ်မတ်ဖြစ်သူအမျိုးသားရဲ့ညီငယ်တို့နဲ့တိုင်ထဲမှာအတူတူကနေထိုင်ကြပါတယ်ဒီနေ့မှာအမျိုးသမီးလေးဟာအိမ်သားသုံးယောက်စာမုံသုံးခုပြုလုပ်ပြီးတော့ထင်းခုံထွက်နေတဲ့မတ်ဖြစ်သူပြန်လာရင်စားဖို့မုတ်တခုအချမ်းသာပါတယ်မွန်းတဲ့ကနေ့ချိန်မှာသူတို့အိမ်ရှိကိုဖြစ်စေကဗုဒ္ဓတစ်ပါးဆုံးငံကြွားရောက်လာတာနဲ့ကြုံကြိုက်တာနဲ့မျိုးသမီးလေးက မဖြစ်သူအတွက်ခြံထားတဲ့မုံတစ်ခုကိုပစ္စေကဗုဒ္ဓကလောင်းလူလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲမဖြစ်သူလည်းသင်္စီထံပြီးပိုက်ဆက်စာနဲ့အိမ်ကိုပြန်ရောက်လာခဲ့တယ်။မကြီးဖြစ်သူကသူ့အတွက်ခြံထားတဲ့မုံကိုပစ္စေကဗုဒ္ဓကိုလောင်းလူလိုက်တဲ့အကြောင်းပြောပြတဲ့အခါစိတ်ဆိုးပြီးပစ္စေကဗုဒ္ဓရဲ့တပိတ်ထဲကမုံကိုပြန်နှိုက်ယူလိုက်ပါတော့တယ်။မကြီးဖြစ်သူလည်းအရန်စိတ်မကောင်းဖြစ်သွားပြီးတော့အနီနာအိမ်ကစီဝူထောပတ်တို့ချေးယူတာ ပစ္စေကဗုဒ္ဓအားလောင်းလို့လိုက်ပါတယ်ပြီးတော့သူမကအရှင်ဘုရားမဟုတ်သာဤစီဥထောဘကိုအလူခံတော်မူပါဤလူတန်းရတဲ့ကုသိုလ်ကြောင့်နောင်နောင်ဘဝများမှာတပည့်တော်မာဤခန္ဓာကိုယ်မှာစီဥထောဘကဲ့သို့ကိုယံကိုယ်ဝါများလင်းလက်တော့ပါရပါစေမဖြစ်သူဤသူယုံနဲ့လေတနေရာတဌာနတဲ့အတူတူဝါမဖြစ်ရပါစေနှင့်လို့ဆုတောင်းလိုက်ပါတယ်မဖြစ်သူလဲမုတ်ပြန်လူမိတီကိုနောင်နာရပြီးတော့ ဖြစ်စေကဗုဒ္ဓအားမုတ်ကိုပြန်လည်ကတ်လူလိုက်ပါတယ်ပြီးတော့ဖြစ်စေကဗုဒ္ဓတဲ့အရှင်ဘုရားတပည့်တော်စာလောင်နေမှုကြောင့်မပြုသင့်သည်ကိုပြုခဲ့မိပါတယ်ယခုမဟုတ်အားဘုံဘေးသုံးဆောင်ရန်ပြန်လည်ကတ်လူပေးရစေဤကုသိုလ်ကြောင့်ထူထူပွားများတွင်မရေးဖြစ်သူနှင့်ရေးချားမိကြမှာဝေးကွာနေရသည့်အချိန်အတူတကွပေါင်းဆောင်ဝင်ရပါသည်ဘုရားလို့ဆုတောင်းလိုက်ပါတယ်အဲဒီဘုရားကဆုတောင်းနေရယခုမင်းကုသနဲ့ပပဝရီဘုရားမှာအကျိုးပေးကြုံလာကြခြင်းဖြစ်ပါတယ် ဒီလိုနဲ့ဘဘဝရီမင်းသမီးလေးဟာမင်းကူတာရဲ့ရုပ်ရည်ကိုမမြင်တွေ့ရပဲပျော်ရွှင်စွာပေါင်းသင်းနေထိုင်လဲရှိပါတယ်မင်းကူတာကတော့ချစ်စပွဲမိမိရဲ့မိဖုရားအလားလေးကိုနေခင်းလင်းရောင်အောင်မှာအနီးကရှူစားလို့စိတ်ကိုမထိန်နိုင်မဖြစ်နေပါတော့တယ်ဒါပေမဲ့မေရော်ရဲ့တားမြစ်စကားကြောင့်သူဟာဘဘဝရီမင်းသမီးလေးဥယျာဉ်တော်ထွက်လာတဲ့အခါစင်တိန်ရဲ့သူဟန်ဆောင်ပြီးတော့သာကြည့်ရှုနေရပါတယ်ဒီနေ့မှာကုသမင်းဟာ ရင်ပြတဲ့ဆန္ဒကိုထိချုပ်နိုင်စွမ်းမရှိတော့ပဲဘဘဝရီမင်းသမီးလေးမင်္ဂလာရေခဲနဲ့အစင်းမှာကြာရွယ်ကြီးအောင်မှာပုံခုနေရာထွက်လာပြီးနမတော်မောင်တော်ဟာကုသမင်းမှာဆိုပြီးတော့လက်ကိုလမ်းဆွဲလိုက်ပါတော့တယ်မင်းသမီးလေးလည်းရုပ်ဆိုးလာတဲ့မျက်နှာကိုရုပ်လေးရဲ့မြင်လိုက်ရတဲ့အခါလမ်းဖြတ်ပြီးတော့သတိလေးမျိုးသွားပါတော့တယ်သတိရလာတဲ့အခါသူဟာမင်းကုသရဲ့အတန်ကိုမှတ်မိတာကြောင့်ဒီကံမှာရုပ်တရက်လက်ကိုလာဆွဲတဲ့ရုပ်ဆိုးလာတဲ့သူဟာ မင်းကူတာမတည်သွားပြီစိတ်ဆိုးတော့တာထွက်ခါခမဲတော်မဲတော်လို့ရှိရမယ်ရီတိုင်းကိုချက်ချင်းပြန်သွားပါတော့တယ်မင်းကူတာလည်းမစင်မခြင်းပြုလုပ်လိုက်မိတာကိုနောက်နားရပြီးတော့တိုင်းရင်ပြည်များကိုမူမတ်တို့ထံခေတ္တလွယ်အပ်ခါအပဝရီရှိရမယ်ရီတိုင်းကိုခီးနေခဲ့ပါတော့တယ်မင်းကူတာလည်းမယ်ရီတိုင်းနေပြီးတော့ရောက်တဲ့အခါစင်ဒိန်းထံမှာခိုးလုံပြီးတော့ညအခါမှာပပဝရီရဲ့နန်းဆောင်ရှိရမှာကြားနိုင်အောင် တာယနာပြောပွဲ ဆောင်းတေးသွားတဲ့ပုတ်တီကချော့မော်ပါတယ်။ကုသမင်းရဲ့ထူးခြားတဲ့ဆောင်းလက်တံကိုပပဝတီကြားတဲ့အခါစိတ်ဆိုးပြန်တဲ့အတွက်နန်းရင်းနှမ်းပြေမှာညာအချိန်ဆောင်းမတီးရလို့မိန့်ချလိုက်ပါတော့တယ်။ကုသမင်းလည်းစင်ထိန်နဲ့မှဆက်မနေတော့ပဲအိုးထိန်တဲ့တန်ခူလုံးပြန်ပါတယ်။ပြီးတော့ဗန်အိုးများမှာလပဆန်းကျတဲ့ပကြီးမျိုးမျိုးရေးချဲကပပဝတီထဲဆက်သသေးပြန်ပါတယ်။ပပဝတီလည်းရခင်နေပြီးတော့မှမမြင်ဘူးတဲ့ လပဆံများပြီးလက်ရတည်တည်လာတဲ့အိုးတွေကိုတွေ့ရတဲ့အခါကုသမင်းရဲ့လက်ရမှာတက်တည်ပြီးတော့စိတ်ဆိုးကခွဲပြစ်ပါတော့တယ်။ကုသမင်းလည်းလက်မလျှော့ပဲရခန်းနဲ့ပန်းတွေတို့တံပြောင်းလဲခုလုံပြီးတော့ပပဝရီမင်းသမီးစိတ်ပြန်လဲလာအောင်ထူးခြားဆန်းပြတဲ့အနုလက်ရတွေကိုဆက်သပေးမယ်။ပပဝရီကတော့စိတ်ဆိုးမင်းဆိုးလျက်ပဲရှိပါတယ်။ရှားမင်းလည်းကုသမင်းရဲ့ဖြစ်ကိုတွေ့တဲ့အခါ သူသာဂျာဝဲမကူညီပေးရင်ဘဘဝရီဟာစိတ်ပြန်လည်လာမှာမဟုတ်ဘူးလို့စင်ကြင်မိတာကြောင့်မက်ဒရစ်တိုင်းရဲ့တမန်တော်ဆက်သားအဖြစ်ဖန်ဆင်းပြီးတော့ခုနှစ်ပြည်တော်မင်းများထံသွားတာမက်ဒရစ်တိုင်းရဲ့အလကုံသတင်းကြော်ကြတဲ့အကြီးဆုံးသမီးတော်ဖြစ်သူဘဘဝရီမင်းသမီးဟာကုသမင်းကိုဆုံးပြစ်ပြီးတော့နန်းတော်ကိုပြန်လည်ရောက်ရှိနေပါပြီမင်းသမီးအားလာရောက်သိမ့်ပိုက်တော်မူပါဆိုပြီးတော့တင်စကားပါပါတော့ ခုနပြီတော်မင်းတို့လည်းပပဝရီရဲ့အလှကုန်တဲ့ကိုကြားဘူးကြတာကြောင့်ပပဝရီအားရယူရန်မက်ဒရစ်တိုင်းကိုရောက်လာကြပါတယ်။မင်းခုနပါတို့မက်ဒရစ်တိုင်းကိုရောက်လို့ချင်းချင်းတွေ့ကြတဲ့အခါမက်ဒရစ်မင်းမမိမိတို့အားပြည့်ရဲ့ပြုတည်ကိုမခံမရနိုင်ဖြစ်ကြကဂတိတိုင်းပပဝရီအားမင်းတပါချင်းစီတမအနှင်းနိုင်ရင်စင်မပြူရပေမည်ဟုရာဇဝံပေးကမက်ဒရစ်တိုင်းကိုဝိုင်းထားလိုက်ကြပါတယ်။မက်ဒရစ်မင်းကြီးလည်း သမီးတော်သာကုသမင်းကိုမဆုံးပြစ်ခဲ့တယ်။ဤသို့ဖြစ်မိမဟုတ်ဘူးမိန်းကြားကကျန်ရမရသည့်အစပပဝရီကိုခုနှစ်ပိုင်းပိုင်းခုနှစ်တိုင်းဝေစီလို့မိန်းတော်ချလိုက်ပါတယ်။အမိန်းတော်ကိုကြားတော့ပပဝရီကငိုရိုးလက်မိဖုရားကြီးထံသွားကအမိန်းတော်ကိုပယ်ဖြတ်ပေးဖို့ကုညီအတနာခံပြီးရင်တောင်းပန်ပါတယ်။မိဖုရားကြီးကအင်အားကြီးမှတဲ့ဟုတ်ကဂရေပြည့်ရှင်ကုသမင်းသာရှင် သမီးတော်ခုနှစ်ပြည်တော်မင်းတို့ဆောကားဝင်မှာမဟုတ်ရှိဘူးလို့ညှိထားပါတယ်။ ဒုက္ခမဘပဝရိယမေရောအားနန်းတော်မှာကုသမင်းရောက်ရှိနေပြီးစပူဆောင်မှာရှိနေကြအောင်လျှောက်တင်ပါတယ်။မိဖုရားကြီးလည်းသမီးတော်ကိုပြစ်တင်ပြီးနောက်ကုသမင်းရောက်ရှိနေကြအောင်မင်းကြီးအားတော်ရောက်လျှောက်တင်ပါတယ်။ဒုက္ခမဇယမယဖြစ်နေတဲ့မင်းကြီးလည်းဝမ်းသာသွားပြီးစပူဆောင်ကိုကြွားရောက်ကကုသမင်းအား တွေ့ဆုံပြီးသမီးတော်ရဲ့အပြုမှုအတွက်အခွင့်လွတ်ပေးဖို့တောင်းပန်ပါတယ်။သမီးတော်ဟာလည်းကုသမင်းအားတောင်းပန်စေကာခေါင်းပြီးတော်မင်းတို့ရဲ့ရည်ရွယ်ချက်ကိုတုံ့ပြန်မှုရဲ့ အကူအညီတောင်းစီပါတယ်။ကုသမင်းလည်းချက်ဝတ်တဲ့စာလေးများလက်နက်တို့ကိုင်ဆွဲလျက်တိုက်ပွဲဝင်စင်ကြီးပေါ်နေဒီပြာဘဘဝူဒီအတင်းဆောင်ကလက်ရွေးစဉ်စစ်တီတော်တွေနဲ့အတူဝင်းရံထားတဲ့ခုနှစ်ပြည်တော်မင်းတို့ရဲ့စစ်တပ်ကြီးကိုတရရန်ထိုးပေါဝင်ရောက်ကမင်းခုနှစ်ပါးကိုအရှင်ဖမ်းဆီးပြီးမဒရစ်မင်းကြီးကဆက်သားလိုက်ပါတယ်။မဒရစ်မင်းကြီးလည်းမင်းခုနှစ်ပါးကိုကုသမင်းစိတ်ကြိုက်စီရင်စေပါတယ်။ကုသမင်းကတိုင်းပြည်များ အချင်းချင်းတင်းမြတ်ခါ ငင်းငင်းရရစီရင်ဘဘဝရီမင်းသမီးရဲ့ညီမများဖြစ်တဲ့မင်းသမီးခုနှစ်ပါးကိုခုနှစ်ပြည်တော်မင်းတို့နဲ့လက်ဆက်စီရင်တင်လို့ပေးလိမ့်မည်လို့ကြံပေးပါတယ်မင်းသမီးခုနှစ်ပါးလည်းခုနှစ်ပြည်တော်မင်းတို့နဲ့အတီးတီးလက်ဆက်ကြပြီးဘဘဝရီမင်းသမီးလေးဟာလည်းကုသမင်းနဲ့အတူနေပြည်တော်သို့ပြန်လည်လိုက်ပါပြီးတော့အတူတူကပျော်ရွှင်လာပေါင်းသင်းနေထိုင်သွားကြပါတော့တယ်